မန္တလေးမြို့ကငလင်ထိခဲ့လို့ဖြိုချရမယ့်အဆောင်တွေစီပင်စီကဖျက်မိန်ရဖို့ပွဲစားအပီလုပ်နေကြရတဲ့သူတွေရှိတယ်လို့ဒေသခံတွေကမှသိရပါဗျ။ စီပင်ရုံးကလုပ်ငန်းစဉ်တွေဟာလင်းမြန်မှုမရှိတဲ့အပြင်အချက်လက်တောင်းခံတဲ့ရုံးလုပ်ငန်းစဉ်တွေများလာကြောင်းအဆောက်အုံပိုင်ရှင်တွေဟာစီပင်ရဲ့ဖြက်မိတ်စာရွက်ရဖို့ကိုပွဲစားအပီလုပ်နေကြရတာလို့မြို့ကန်တူကပြောပါတယ်။အဲမှာဘာဖြစ်လာလဲဆိုတော့ပွဲသားတွေပေါ်လာတယ်။အဲစီပင်ဒီလိုမျိုးတွေလုပ်ပေးတယ်ဆိုတော့ဘယ်လောက်ပေးရမလဲတော့အဲ့လိုတွေပေါ်လာတယ်အဲ့လိုတွေလှုပ်ရှားနေကြတာ။ဒီခါထောက်ခံချက်ရပြန်တော့လေဖြက်မိတ်ဆိုတာတွတ်တင်အောင်မှာအဲ့ဖြက်မိတ်တင်ဖို့ဆိုလူတွေကစီပင်ရုံးဝင်ပြီးလောက်ကန်ရမလွယ်တော့ကြတော့ပွဲသားတွေကထွက်လာ အဲ့လိုပွဲသားတွေကသူတို့အဲ့လိုရတယ်သူတို့လုတ်ပေးမယ်ဘာညာဆိုအဲ့လိုတိတ်ငနန်းနေထက်ကုန်ကြတာပေါ့ရှိတဲ့လူကတော့မြန်မြန်ပြီးအေးရောဆိုလုတ်ကြတာပေါ့မရှိတဲ့လူကတော့ဒီလိုပဲကြည်နေကြတာပေါ့ခုနှစ်သိန်းတောင်းကြတာပဲမိတ်မိတ်ဖြတ်ခွင့်ပေါ့ခွင့်ပြုမိတ်ပေါ့အစာရွက်ပေါ့ခွင့်ပြုချက်အစာရွက်ပေါ့ဖြတ်တာတော့ကိုယ့်ဘာသာကိုဖြတ်ပါအိမ်တော်ဒုက္ခကိုဖြစ်လို့ပြိုးနေပါလေဆိုတာမှရှိတဲ့အလခမဖြတ်ပေးတဲ့ပရိသတ်အတင်းတွေကလည်းအဲ့လိုတွေရှုပ်ချက်ခက်လာတော့ကြတော့သူကလည်းလုံမပေးတော့ဘူးလေ ဒီလိုမျိုးဇာပွဲစားတွေဟာလည်းစီပင်နဲ့ဆက်ဆက်နေတဲ့သူတွေဖြစ်ပြီးဖြတ်မိန်ရဖို့အတွက်ငွေကျပ်နှစ်သိန်းကစလို့ပေးဆောင်ရတာဖြစ်တယ်လို့ဒေသခံတချို့ကဆိုပါတယ်ဖြတ်မိန်ရပြီးမှသာပိုင်ရှင်တွေကမိမိအစီအစဉ်နဲ့မိမိဖြိုးချရမှာဖြစ်တယ်လို့အရေးပေါ်အခြေအနေရှိတဲ့သူတွေကလည်းပွဲစားကိုအကြရာဖြစ်ပါတယ်တချို့ကတော့ဘေးရင်တွေအပေါ်အန္တရာယ်မရှိသေးရင်ဖြတ်မိန်ရဖို့ကိုမကြိုးစားတော့ဘဲအပြက်စီးတိုင်းထားတာတွေလည်းရှိတယ်လို့သိရပါတယ်ဖြတ်မိန်ရဖို့အစောင့်နေရတဲ့တိုက်ခန်းပိုင်ရှင်တအူးကလည်းအခုလိုပြောပါတယ်လုံးဆောင်မှုတွေကြတော့ ဟိုအခုကလည်းသူတို့ကဟိုအကုန်လုံးတော့စိတ်ကြီးရမလုံနိုင်ဘူးမလုံနိုင်ဘူးဆိုတာလေဖြစ်တဲ့နေရာလည်းများတယ်ဒီလားဖြစ်တဲ့နေရာများတာလည်းပါတယ်ငကိုတွေကမှအဲ့လိုမျိုးဟိုအရင်မထိရောက်ခဲ့တော့လေဒီလားအဲအဲ့ကြတော့ထိထိရောက်အကုန်လုံးကလည်းမလုံနိုင်ဘူးဒါကကိုသူကိုထနဲ့ပေါ့နော်ကိုဘက်ကိုကိုစွန့်ရင်စွန့်တယ်လို့ပဲညံသွားမှာပဲစွန့်စွန့်တယ်လို့ကိုအပတ်တက်ဆက်ဆက်ကောင်းလို့တော့ကောင်းတယ်လို့ပေါ့အဲ့လိုမှမဟုတ်ဘူးပြီးကိုမှနောက်မှငွေလိုက်နိုင်နေဆိုတော့ညံသွားမှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ ခုနလိုတိုက်ခန်းသမားလေးတွေပေါ့နော်ဒီဖြတ်ခါမပေးနိုင်တဲ့သူတွေဆိုကြာပါမှာတော့စီဝင်ဝင်နေပြီးသူကဖြတ်ဖြတ်မိကြလို့ဖြတ်မယ်ဆိုတော့ဖြတ်ခါရှိကုန်မှာဒီလားတချို့ကြတော့လေဖြတ်ခါမတက်နိုင်တဲ့သူတွေတောင်များတယ်အဲဆိုတော့ဖြတ်ခါလည်းအနည်းဆုံးတိုက်တိုက်ခြင်း200 300ရှိအောင်ယူရတယ်ရှိတယ်ဆိုတော့200 300ဆိုတော့များများတယ်လို့တော်တော် ငလင်ထိရတဲ့မန္တလေးဒေသခံအများစုကတော့ကိုထုကိုထစနစ်ကိုအားကိုးနေရတဲ့အပြင်ဒေသခံပရိုက်တာအဖွဲ့တွေရဲ့ကူညီမှု နေရအနှံ့ပြားကပြည်သူတွေရဲ့ထောက်ပံ့ကူညီမှုကိုသာပိုပြီးရယူနေရတယ်လို့ဆိုကြပါတယ် မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်လူနေ6000ကျော်ဘုံကြီးကျောင်းနဲ့တိလရှင်စာတင်လိုက်9484ကျောင်းစာတင်ကျောင်း6952ကျောင်းဈေးရုံဈေးရ986ခန်းတရား182စင်းဖရားစီဒီပထူပေါင်း9620စုပြိုကျပျက်စီးခဲ့တယ်လို့စစ်ကောင်စီရဲ့အထုတ်ပြန်ချက်အရသိရပါတယ်